ားလုံးမင်္ဂလာပါရှင် Delhi True Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်မနာမည်ဒေါက်တာထူးကျော်ပါ။ရေပြာထုတ်ကူဆရာဝန်ပါ။ဒီနေ့ပြောပြမှာတော့ Autoimmune Disease ဆိုတဲ့အကြောင်းကိုပြောပြမှာနော်။ Autoimmune Disease Autoimmune Disease ဆိုတာလေဘာလဲဆိုပြီးတော့သိမသိကြသေးတဲ့သူတွေရှိတယ်။အဲ့ဒီအကြောင်းကိုပြောပြမှာ။ရေပြာနဲ့လည်းဆိုင်တယ်။သူကတကူလုံးမှာဖြစ်တာဆိုတော့တကူလုံးကဘယ်နေရာမှာပဲဖြစ်ဖြစ် Autoimmune Disease ဆိုတာဖြစ်နိုင်တယ်။ခန္ဓာကိုယ်ကြီးကရဲရိုက်ကြီး အဲ့မှာ immune system ဆိုတဲ့ဟာကကြတော့အဲ့ရဲတိုက်ကြီးကိုကာကွယ်စောင့်ရှောက်မဲ့တက်သားတွေပေါ့နော်တက်သားတွေစစ်တက်တွေအဲ့ဒီခါမှာရဲတိုက်ကြီးတဲ့ကိုတစ်ခုခုဝင်လာပြီဆိုလို့ရှိရင်ကျူးကျော်လာတဲ့လူမှန်မမြောက်စောင့်ကြည့်နေတာစောင့်ကြည့်နေတဲ့ဟာရှိတယ်ပြီးရင်ပြန်စုပြီးတော့တိုက်ခိုက်တဲ့ဟာတွေရှိတယ်နော်ပြီးရင်သူတို့ကမှတ်ထားတယ်ကိုလူသူ့လူသိတယ်ပြန်တိုက်ခိုက်တာအဲ့ဒါတွေရှိတယ် ဲ့ဒီယောဂကာကွယ်တဲ့စွမ်းအားစနစ်ဒါပေမဲ့တစ်ချိန်ချိန်ကြောက်လို့ရှင်အဲ့ဒီယောဂကာကွယ်စွမ်းအားစနစ်ကတောင်တောင်တောင်ဖြစ်သွားတယ်ပေါ့နော်တခုခုကမောက်ကမောက်ဖြစ်သွားတယ်အဲ့ဒီချိန်ကြောက်လို့ရှင်ရင်သူကခန္ဓာကိုယ်ရဲ့ကိုဘက်တီးရီးယားတို့ဗိုင်းရပ်စ်တို့လာပြီးတော့ဝင်လာလို့ရှင်တိုက်ခိုက်ရမှာဒါပေမဲ့အဲ့လိုမဟုတ်ဘူးတခုခုအချက်ပြလိုက်တာနဲ့သူကအဲ့ဒီကိုယ့်ရဲ့အားတို့တောင်တောင်တောင်ဖြစ်နေတဲ့အတွက်အဲ့ဒီခုနကဝင်လာမဲ့ရန်သူရန်သူတွေမဟုတ်ဖဲနဲ့နော်တခုခု အကြောင်းချင်းရာတစ်ခုခုပေါ်တိုင်းသူကကိုယ့်ရဲ့ကိုယ်ခန္ဓာရဲ့ cell တွေကိုပြန်ပြီးတော့တိုက်ခိုက်တာအဲ့လိုတွေဖြစ်လာအဲ့ချိန်ကျလို့ရှိရင်ကိုယ်ကယောဂဖြစ်တာပေါ့အဲ့တော့ immune system ကကမောက်ကမဖြစ်တဲ့ယောဂပေါ့နော်အဲ့ဒါ autoimmune disease လို့ခေါ်လိုက်တာအဲ့ဒီ autoimmune disease ဖြစ်တဲ့ဟာတွေကခေါင်းစခြေဆုံးအများကြီးပဲသူကအရေပြားမှလည်းဖြစ်တယ်နော်အဲ joint တွေမှာအရိုးအစစ်တွေမှာလည်းဖြစ်တယ် muscle ကြွက်သားတွေမှာလည်းဖြစ်တယ်ပြီးရင် ဒီအစာရင်နဲ့ဥလန်းချောင်းမှာလည်းဖြစ်တယ်။ Nervous system ဆိုတော့အာယုံကြောစနစ်မှာလည်းဖြစ်တယ်။တွေးကြောတွေမှာလည်းဖြစ်တယ်ပြီးတော့ဒီ endocrine လို့ခေါ်တဲ့เนาะဒီဟိုပေါ်ပါလဲဟော်မုန်းတွေပေါ့เนาะအဲ့ဒီဟာတွေထုတ်လုပ်တဲ့ဟာတွေ gland တွေအဲ့ဒီမှာလည်းဖြစ်တယ်။ Autoimmune disease လို့ဆိုလိုက်တာနဲ့เนาะအခုပဲချက်ချင်းကုလို့ပျောက်လို့ပျောက်တဲ့ယောဂမျိုးကိုပြောတာမဟုတ်ဘူး။သူကရေရှည်သွားရမှာပဲ chronic condition အကြာကြီးဖြစ်မဲ့ယောဂါနာတာရှည်ဖြစ်မဲ့ယောဂါအဲ့ဒါနဲ့ပဲသိသွားမယ်။ ဲ့ဒီယောဂကတသက်လုံးဖြစ်မှာအဲ့ဒါကိုပြောတာเนาะအဲ့တော့ autoimmune disease တွေကဘာတွေလဲဆိုတဲ့အကြောင်းပြောပြမယ်အရေပြားမှာဆိုရင်တော့အရေပြားလေးဘက်နာရှိတယ်ပြီးရင်ဒီဂျွပွေးနာ psoriasis ပေါ့နော်ဂျွပွေးနာအထက်တရားနာလို့လဲခေါ်တာပေါ့နော်ဒီလိုမျိုးတွေခရူသင်းသမင်ဖြူเนาะအဲ့ဒီယောဂတွေပြီးရင်အရေပြားတစ်ခုလုံးလေးတောင့်တင်းတဲ့ယောဂတွေရှိတယ်အဲ့ဒီဟာကကြတော့ progressive systemic sclerosis လို့ခေါ်တာပေါ့နော် အဲ့ဒီဟာကလည်းအရေပြားယောဂတစ်မျိုးပဲသူလည်းဒီနာတာရှည်ယောဂပဲ autoimmune disease ပဲเนาะပြီးရင်သွေးကြောတွေရောင်တာလေအကုန်လုံးသွေးကြောတွေရောင်အာအနာတွေဖြစ်ပေါ့เนาะအဲ့ဒီဟာလည်းအဲ့ autoimmune disease ပါပဲ alopecia areata လို့ခေါ်ရဲเนาะသဖြင့်အကွက်လိုက်ကျွတ်တဲ့ယောဂအဲ့ဒါကလည်း autoimmune disease တွေအတခုပဲเนาะနောက်ရေပြားလေးပတ်နာမဟုတ်ဘဲနဲ့သွေးလေးပတ်နာเนาะ rheumatoid arthritis လို့ခေါ်တာပေါ့လက်တွေကောက်ကွေးတဲ့ယောဂမျိုး ပြီးရင် level ကြီး thyroid နဲ့ဆိုင်တဲ့ autoimmune disease တွေလည်းရှိတယ် Hashimoto's thyroiditis တို့ Graves disease တို့ပေါ့နော် level ကြီးယောဂါပေါ့ဒီ hormone များတာတွေရောနောနေတာတွေအဲ့လိုမျိုးတွေပါတာပေါ့နော်ပြီးရင်အဆိုင်ဥရန်းကျောင်းမှာလည်းယောဂဖြစ်တာတွေရှိတယ်နောက်စီချိုယောဂါ အမှတ်နှစ်ကကြတော့သူကအသက်ကြီးလာလို့ဖြစ်တာတော့တကြားတွေအစားအချို့တွေတကြားအချို့တွေအစားများပြီးတော့ဖြစ်တဲ့ဟာပေါ့နော်အဲ့ဒါအမှတ်နှစ်အခုအမှတ်နှစ်မဟုတ်ဘူး type 1လို့ခေါ်တာပေါ့အမှတ်တက်အဲ့ဒါကကြတော့အဲ့ဒါ autoimmune disease အဲ့ဒါအသက်ငယ်ငယ်နဲ့စီးကျိုးဖြစ်တဲ့သူတွေမှာအဲ့ဒါမျိုးတွေ့ရတယ်ပြီးရင်ကြွက်သားတွေအားနည်းနည်းလာတာလေ myasthenia gravis ဆိုတာနော်ကိုယ့်ရဲ့လက်တောင်မှာမမြောက်နိုင်တော့ဘူးမျက်ခွန်နေတောင်မှလေးလံပြီးတော့ဖွင့်မျက်စိတောင်ဖွင့်လို့မရတော့ဘူးအဲ့လိုမျိုးတွေလည်းအဲ့ဒါ autoimmune disease တွေပဲ ပြီးတော့အာယုံကြောဆိုင်ရာယောဂတွေပေါ့နော်အာ multiple sclerosis တွေရောပဲအဲ nerve နဲ့ဆိုင်တဲ့ယောဂတွေလည်းရှိသေးတယ်အဲ့တော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ autoimmune disease တွေအများကြီးရှိရနော်အဲ့ autoimmune disease တွေဘာဖြစ်လို့ဖြစ်ရတာလဲဆိုတော့နော်အကြောင်းရင်းကိုတော့အခုတတိတော့ရှာလို့မတွေ့သေးဘူးအတိအကျအောင်ရှာလို့မတွေ့ရအောင်ပြောတာဒါပေမဲ့သူကတခြား factor တွေအကုန်လုံးပေါင်းပြီးတော့ဖြစ်တယ်လို့ပဲယူဆကြတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ lifestyle ပေါ့နော် lifestyle ဆိုတာဒီအစားအသောက်အနေအထိုင်အဲ့ဒါနဲ့လည်းဆိုင်တယ်နော်အဲ့ဒါကြောင့် eating တန်းအိပ်ရမယ်စားချိန်တန်းစားရမယ်ပေါ့နော်အဲ့ဒီအဲ့ဒီဟာမျိုးမဟုတ်ဘဲနဲ့တစ်ခုခုတွေ့ဖယ်ပြီးတော့ကမောက်ကမောက်လုပ်လို့ရှိရင် तू ကလည်းကမောက်ကမောက်ဖြစ်တဲ့ပုံစံမျိုးပဲနော်ပြီးရင် smoking ဆက်လိုက်တောက်တာအဲ့ဒီဟာနဲ့လည်းဆိုင်တယ်နောက်တစ်ခုကကြ genetic ပေါ့နော် genetic ဆိုတော့မျိုးရိုးစင်ဆက် तू ကမျိုးရိုးလိုက်လားဆိုမျိုးရိုးလိုက်တယ် ကိုယ်စီမှာတချို့မျိုးအမျိုးထဲမှာ autoimmune disease တခုခုရှိပြီဆိုလို့ရှင်အခြားသူတွေမှာလည်းရှိကိုယ့်ရဲ့အမျိုးတွေအဆွေတွေအဲ့လိုမျိုးတွေမှာလည်းရှိနေတတ်တယ်ပေါ့နော်ပြီးတော့အမျိုးသမီးတွေကအဖြစ်များတယ် autoimmune disease တွေကအဖြစ်များတယ်နော်အဲနောက်တစ်ချက်ကကြတော့လေသူက autoimmune disease တခုရှိပြီဆိုလို့ရှင်နောက်တစ်ခုအဲ့ဒီလိုမှာပဲ autoimmune disease တွေအများကြီးပေါင်းပြီးတော့ဖြစ်တာလည်းရှိနိုင်တယ်နော်တခုတက်ပိုတဲ့ disease တွေဖြစ်တာရှိနိုင်တယ်ပေါ့အဲ့ဒီတော့ autoimmune disease ဆိုတာကကွယ်လို့ရလားဆိုတော့ ကကွယ်လို့မရဘူးဒါပေမဲ့ခုနလိုအစားအသောက်အနေထိုင် lifestyle ကိုတော့နော်ပုံမှန်လေးလုပ်ပေါ့အဲ့ဒါမျိုးဆိုလို့ရှင်တော့အဲမဖြစ်ဘူးလို့တော့ယူဆရတာပဲနော်ပြီးရင်သူ့ဟာပျောက်လားဆိုတော့ autoimmunesis ကမပျောက်ပါဘူးဒီယောဂာနဲ့ပဲတစ်တလုံးနေသွားမှာပါအဲ့တော့ autoimmune disease ကိုမကုပဲနဲ့ထားလို့ရလားမကုပဲထားလို့ရှင်ရင်တချို့ယောဂာတွေဆိုလို့ရှင်ရင်အသက်အန္တရာယ်ဆုံးရှုံးတာညံ့ညံ့ဖြစ်တာပေါ့နော် တချို့ကတော့မဖြစ်ပါဘူးတချို့ကတော့မဖြစ်ပါဘူးဆိုတာလေအာအရေးပြားမှာဆိုလို့ရှိရင် autoimmune disease ကရောဟိုဟာ alopecia areata ဆိုတာကဒီစပင်အမွှေးအကွက်လိုက်ကျွတ်တာပေါ့နော်အမွှေးတွေကျွတ်တဲ့ဟာယောဂအဲ့ဒါမျိုးဆိုတော့အမွှေးရွေးဖြစ်တာတခြားခန္ဓာကိုယ်တွင်းကိုဘာမှမထိခိုက်ဘူးအဲ့တော့သူအသက်အန္တရာယ်မရှိဘူးပြီးရင်အရေးပြားမှာရောင်ခြဲမရှိတဲ့ပြဿနာအာ vitiligo ကိုလို့ခေါ်တာပေါ့လीနော်ခရူတင်းသမင်ဖြူအဲ့ခရူတင်းသမင်ဖြူကလည်းအရေးပြားပုံမှာပဲဖြစ်တဲ့အတွက် ောင်ချက်ပစ္စည်းမှာပဲဖြစ်တာအဲ့တော့တခြားခန္ဓာကိုယ်ကိုရင်းအန်ကအစိပ်ပိုင်းအတက်အနေအထိမဲ့ဟာဘာမှမထိကြိုက်ဘူးနော်အဲ့တော့အသက်လုံးဒီဟာနဲ့ပဲနေသွားပြီမဲ့လေအတက်အနေမရှိဘူးပေါ့အဲဒါပေမဲ့မဟုတ်ဘူးတချို့ဟာတွေဥပမာအရေပြားလေးဘက်နာတို့နော်တွေးလေးဘက်နာတို့အဲ့ဒါမျိုးတွေကြတော့မရဘူးပြီးရင်အာယုံကြောဆိုင်တဲ့ဟာတွေအဲ့ဒါကြီးကြတော့မရအောင်နော်ဘာလဲဆိုတော့အဲ့ဒါတွေအကုန်လုံးကနောက်ပိုင်းကျရင်တော့ organ တွေ system တွေအကုန်လုံးကိုလိုက်ထိကုန်တာเนาะအသက်ရှူအင်းကစိတ်ပိုင်းတွေရောစီးလန်းချောင်းဆိုင်ရာယောဂါတွေရောအဲ့အကုန်လုံးအများကြီးတွေအကုန်လုံးကိုပြန်ပြီးတော့ထိခိုက်တာအဲ့တော့နောက်ဆုံးမှာတော့လုံးဝမကုလို့ရှင်တော့အဲ့ဒါတွေအကုန်လုံးကအသက်အန္တရာယ်ဆုံးရှုံးထိဖြစ်နိုင်တယ်ပေါ့နော်ကဲ autoimmune disease ကိုလည်းနားလည်သဘောပေါက်လာပြီလို့ထင်ပါတယ်ဒါကတော့အကြမ်းမြင်လေးပြောပြတာပေါ့နော်အတိအကျ detail တော့ဒီဗီဒီယိုထဲမှာပါစင်မှာပါမယ်ပေါ့နော်ဒါကကျွန်မဖတ်ရသလောက်ဖတ်မိသလောက်နားလည်သလောက်ကို ြောပြတာဖြစ်ပါတယ်။ဈေးမလှပတော့ရေးပြပါစနေကြပါစေရှင်။နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်။ဘိုင်ဘိုင်